ဒီလိုမျိုးဟောလာကျွန်တော်တို့မီဒီယာအသေးလေးတွေများများလုံးလို့နေဒီမီဒီယာသေးသေးလေးတွေကပတ်စံပေးတာနဲ့လုံနိုင်နေဆိုတဲ့ဟာလဲတွေးလို့မရအောင်အင်္ဂလိပ်မြန်မာ sharing မြန်မာဆန္ဒနာဆန္ဒနာမီဒီယာသေးပြင်မဲ့လေအဲ့မီဒီယာသေးသေးကြီးကြီးသိရမယ်အသိဉာဏ်ကတော့များလေကောင်းလေကိုယ့်ရဲ့မီဒီယာဟလာဒီပိုင်တိုင်းကျွမ်းကျင်မှုကတော့များများတက်လီပိုကောင်းလေပဲအဲကျွန်တော်ပြောချင်တာဒီလိုမျိုးအဲ့တော့လက်ရှိနေသားမှာကျွန်တော်တို့ဟလာရွေးကောက်ပွဲက ကျင်းပမယ်ဆိုတာအသေးစားလောက်ဖြစ်နေ2025မှာအဘိုးဂျမူကြီးကဘယ်လိုပြောလဲဆိုတော့ကျွန်တော်ဒီသတင်းကိုအရင်ဖတ်ပြမယ်เนาะကျွန်တော်ပထမဆုံးပြောမယ့်သတင်းတစ်ပုဒ်အနေနဲ့အဲ့တော့ကျွန်တော်ခုနကတည်းကမီဒီယာအကြောင်းအနေနဲ့ပတ်သက်ပြီးတော့ဟိုနင်းဖြစ်လို့ကျွန်တော်ပြောပြတာပါအဲ့တော့ဟိုဘယ်လိုခေါ်မလဲဟိုစဉ်းစားသင့်တယ်ဗောနော်စဉ်းစားသင့်တယ်ဘယ်လိုဘယ်လိုသုံးမလဲဗောနော်မီဒီယာကိုကိုပါဘယ်လို destiny ဘယ်လို online အတွက်ကိုဘယ်လိုပြစ်မှတ်အတွက်ကိုသုံးမလဲဆိုတာလည်းစဉ်းစားသင့်တာဗောနော်အဲ့ဒီမှာက ဒီလာမယ့်ဒီဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတရင်တပုံမှာပြူရီတားလဲဆိုတော့လာမယ့်ဒီဇင်ဘာလအတွင်းပါလီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်များအလိုက်လုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြရန်လိုကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မကြီးမင်းအောင်နိုင်ငံပြောကြားတယ်တဲ့မလ24ရက်ကနေပြည်တော်မှာရှိတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမမှာကျင်းပတဲ့မြို့သားစီမံကိန်းကော်မရှင်အစည်းအဝေးမှာ တို့တက်ရောက်ရတယ်တက်ရောက်ပြောကြရတယ်မြို့သားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗဂျုံမူကြီးမင်းအောင်လှိုင်ကထပ်ပါတိုက်ထိုင်သပြောကြခဲ့ခြင်းဖြစ်တယ်တဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအနေဖြင့်လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြရန်လိုကြောင်းလုံခြုံရေးစနစ်ကောင်းမွန်လာပါကပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများလည်းတိုးတက်လာမည်ဖြစ်ကြောင်း မြို့သားစီမံကိန်းများအောင်မြင်စေရေးအတွက်အားလုံးဝိုင်းဝန်းအားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ကြစေလို့ကြောင်း NASA ကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကပြောကြားတယ်။နိုင်ငံတော်နိုင်ငံရေးနိုင်ငံရေးအင်အားစီးပွားရေးအင်အားနဲ့ကာကွယ်ရေးအင်အားများကောင်းမွန်ရန်အတွက်လုံခြုံလုပ်ထိုက်သည့်လုပ်ငန်းများကိုရရဲဝုံဝုံဆောင်ရွက်ကြရန်လိုကြောင်းစီမံကိန်းများအကောင့်ထည့်ဖော်ရမှာရယူသင့်သည့်သင်ခန်းစာများကိုဖော်ထုတ်ပြီးလက်တွေ့ကျကျဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်တီထွင်ကြံစည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံစည်းဝါပြင့်တင်ရေးရံမုံငွေများကိုလည်းလေလွင့်မှုမရှိစေဘဲတက်ဆိုင်ရာဒေတာအသီးသီး၌တိရောက်စွာသုံးဆွဲနိုင်ရေးအတွက်ကြက်မဲ့ဆောင်ကြံလူရောင်းနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကရာဘုချုပ်မူကြီးမြောင်းလိုင်းကပြောကြားတယ်ဆိုပြီးဒီတည်တဲ့ဘက်မှာဒီလိုရေးထားတယ်။အဲ့တော့ကျွန်တော်တို့အဓိကအရင်ပြောချင်တာကတိကယူကောက်ပွဲကမြို့ပင်ဆိုစေကမူ2025ထဲမှာကျင်းပဖို့က90ရာခိုင်နှုန်းလောက်တည်ကြပါပြီ။အကယ်၍အချိန်အကြောင်းအကြောင်းဟုတ်လားဟိုဘယ်လိုခေါ်မလဲနိုင်ငံရေးရပဲဖြစ်ဖြစ်ကြံတဲ့ အခြေအနေကြောင်းကြောင်းရောက်ဆိုရင်တော့ကျွန်တော်တို့ဒါတည်ကြတာကတော့2025ဒီဇင်ဘာနဲ့2026ဇန်နဝါရီဒီနှစ်လအတွင်းမှာတည်ကြတယ်ကျင်းပပေါ့အဲ့တော့ကျွန်တော်တို့ကဘာလို့တွတ်တွေ့လဲဆိုဒီနေရာမှာကျွန်တော်တို့ကဒါနိုင်ငံတော်ကတော့သူကအဓိကလက်ရှိအနေထားမှာနိုင်ငံတော်မှာတချို့ဒေသတွေမှာစီမံဆောင်ရွက်ဆရာရှိတာကလုံခြုံရေးပေါ့နော်လုံခြုံရေးနဲ့ပတ်သက်တာစီမံဆောင်ရွက်ဆရာရှိတယ်ဒါကြောင့်မို့အဓိကအဖြစ်တော့နိုင်ငံတော်ကတော့လုံခြုံရေးနဲ့ပတ်သက်တဲ့စီမံဆောင်ရွက်မှုတွေကို ဟုတ်လားစနစ်တကျဆောင်ရွက်ကြဖို့ဒါနိုင်ငံတော်အကြီးအကဲတယောက်ကဒီလိုပြောတယ်ဆိုတာဒါအောက်ခြေရလူတွေသဘောပေါက်တယ်ဒါလူညုံကြီးတစ်ဖက်မှာရှိတဲ့အောက်ခြေရလူတွေသဘောပေါက်တယ်အဲ့တော့လူညုံကြီးကိုဟုတ်လားဒီပြောရတဲ့အဓိကအဖြစ်ဒေသဆိုင်ရာလူညုံကြီးတွေကိုဒီတက်ပို့ပြီးဆောင်ရွက်လာကြဖို့ရှိလိမ့်မယ်အဲ့လိုပဲဒီဘက်မှာလည်းပါတီတွေရဲ့လှုပ်ရှားမှုတွေကလည်းဒီတက်ပို့ပြီးတော့ကျေပြန့်လာစရာရှိတာပေါ့နော်ကျေပြန့်လာစရာရှိတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့သတင်းသမားတွေအနေနဲ့ကတော့ဒါကတော့ကျွန်တော်တို့ကစောင့်ကြည့်ရမယ် စောင့်ကြည့်ရမှာဖြစ်တယ်လို့ကျွန်တော်တို့ကတော့ကျွန်တော်တို့ကဒီလာမယ့်ရွေးကောက်ပွဲအတွက်ကိုကျွန်တော်တို့ရှိမှာမာပြွာရည်နေပြွာရည်ရှိပါတယ်။ဒါတွေကိုကျွန်တော်တို့ကတော့ဘာညာရည်ဆိုပြီးချပြမှာမဟုတ်ကျွန်တော်တို့အလုံးနဲ့ပြသွားမှာပါနော်။အဓိကတော့ကျွန်တော်သတင်းသမားတွေရဲ့မာပြွာနေပြွာဆိုတာကတော့ဒီပါတီတွေဝင်ရောက်ရှင်ပြိုင်မဲ့လူပုဂ္ဂိုလ်တွေသူတို့ရဲ့သတင်းအချက်အလက်တွေကိုမှန်မှန်ကန်ကန်နဲ့အချိန်နဲ့တပြေးညီကျွန်တော်တို့ဟလာပြည်သူလူထုပေါ့နော်ပြည်သူလူထုထံကိုပေးဖို့နောက်ပြီးတော့ဒီ ဝင်ရောက်ရှင်နိုင်မဲ့ပါတီတွေဟလာဝင်ရောက်ရှင်နိုင်မဲ့လူပုဂ္ဂိုလ်တွေရဲ့သူတို့ရဲ့နိုင်ငံရေးအတွေ့အကြုံတွေသူတို့ရဲ့နိုင်ငံပေါ်ထားတဲ့စေတနာတွေသူတို့ရဲ့နိုင်ငံပေါ်မှာဘလို့စီမံခန့်ခွဲမှုတွေတက်ကြွနေဆိုတာတွေသတိအားဖြင့်ပေါ့ဗျာဒါတွေကိုကျွန်တော်တို့ကဒီကျွန်တော်တို့ရဲ့ပြည်သက်ကိုချပြသွားဖို့ပေါ့နော်စသည်ဒါတွေနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရှင်မှာမာယူရနီးပြရပြောချထားတယ်ချထားတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ထပ်ပြီးပြောချင်တာမနေ့ကလည်းကျွန်တော်ပြောခဲ့တယ် လက်ရှိအနေအထားမှာနိုင်ငံတော်အစိုးရကတော့ဟုတ်လားရွေးကောက်ပွဲနဲ့ပဲဖြစ်ဖြစ်ပြမစီးပွားရေးနဲ့ပဲဖြစ်ဖြစ်နိုင်ငံတော်ဆက်ဆံရေးနဲ့ပဲဖြစ်ဖြစ်ရှေ့ကိုတလန်းချင်းတိုးနေတယ်အဲ့ရှေ့ကိုတလန်းချင်းတိုးတယ်ဆိုတာကျွန်တော်တို့ကဟိုကျွန်တော်မြန်မာနိုင်ငံအကြီးဆုံးအဆုံးပြဿနာကဒီအတွေးခေါ်ပိုင်းမှာပြဿနာအတွေးခေါ်ပိုင်းမှာဆိုတော့ဘာလဲဆိုတော့ဥပမာဖြစ်နိုင်ငံရေးနဲ့ပဲဖြစ်ဖြစ်စီးပွားရေးနဲ့ပဲဖြစ်ဖြစ်ကြံတဲ့အရေးအရာကိစ္စတွေမှာပဲဖြစ်ဖြစ်တို့ရဲ့တွေးခေါ်တာဘာလဲဆိုတော့ဩအစိုးရအပြောင်းလဲကြောင်းတို့တွေရဲ့ဘဝတွေကဘယ်တော့မှမပြောင်းလဲခဲ့ဘူး ဒါပေမဲ့အစိုးရအပြောင်းလဲကြောင်းသူတို့ရဲ့ဘဝတွေအကောင်းဘက်ကိုပေါ့နော်ပြောင်းလဲခဲ့တာရှိတာနဲတယ်နဲတယ်အဲ့တော့သူတို့ကဘာလဲဆိုတော့အဓိကအဖြစ်အစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုဟုတ်လားအစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုယုံကြည်မှုအားနဲတယ်ယုံကြည်မှုအားနဲဘာကြောင့်လဲလူဆိုတာပြောရရင်ဒါလူဆိုတာတော့အတ္တတရားကြီးပဲသူတို့အတွက်ကောင်းခြင်းဆိုးခြင်းတွေတည်ဆောင်လာမဲ့ဟုတ်လားမြင်ရတယ်ပေါ့ဗျာမြင်ရတယ်ကောင်းခြင်းဆိုးခြင်းတွေတည်ဆောင်လာမဲ့အဲလှုပ်ဆောင်ချက်တွေကိုတော့သူတို့အနေနဲ့ဒါကြိုးကြမှာမှန်တယ်သို့ပေမဲ့သူတို့အနေနဲ့ဒီသူတို့ရဲ့ဟုတ်လားဟိုဘဝကြီးကို ဟိုတစီချိုးပြောင်းလဲသွားလောက်အောင်ဖြစ်ပေါ်ခဲ့တဲ့နိုင်ငံရေးအပြောင်းလဲဆိုတာမရှိသလောက်နေတဲ့အတွက်ပြည်သူလူထုကတော့တို့ကဘလို့ပဲအစိုးရအနေနဲ့အာကျွန်တော်တို့ကအရှိ့ကိုသွားနေပါတယ်ကျွန်တော်တို့ကဟလာဖွံ့ဖြိုးတိုးတက်အောင်လုပ်နေပါလို့ဘလို့ပဲပြောပြောပြည်သူလူထုအနေနဲ့အများအမ်းဒါတွေကိုသိစိတ်ဝင်စားမှာမဟုတ်ဘူးသိစိတ်ဝင်စားမှာမဟုတ်ဘူးဒါပေမဲ့အဲ့လိုစိတ်မဝင်စားတာကိုကျွန်တော်တို့ကပြည်သူလူစိတ်ဝင်စားလာအောင်ကျွန်တော်တို့ကလည်းတစ်ခါကြရင်ပြောပြရတယ်ပြောပြရတယ်ဆိုတာဘာလဲဆိုတော့ ပြည်သူလူထုကတော့မှန်တယ်သူတို့ရဲ့နေတူကစားဝတ်နေရေးပေါ့နော်စားဝတ်နေရေးဒါတွေကိုအယုံဆိုင်နေရတဲ့အတွက်တချို့အစိုးရရဲ့လှုပ်ဆောင်ချက်တွေနောက်ပြီးတော့ဟလာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ဒီလောက်ကဘာကြောင့်လုပ်ရတယ်ဟလာဟိုလောက်ကဘာကြောင့်လုပ်ရစသည်အဖြစ်ပေါ့ဒါတွေကိုပြည်သူလူထုအနေနဲ့နားမလဲတော့ကျွန်တော်တို့ကနားလဲအောင်ရှင်းပြတာအဲ့ဒါကိုတချို့ကလည်းကျွန်တော်တို့ဘောမတယ်ဘာညာပြောတယ်ဒါထားလိုက်တော့ဒါတော့ကျွန်တော်တို့မပြောလို့သို့ပေမဲ့ကျွန်တော်ပြောချင်တာလူထုအနေနဲ့ဟိုအရင်တုန်းကတွေးခဲ့တဲ့တကယ်ကိုစိုက်ကိုအတွေးတွေကိုခဏမေ့ထားဖို့တင်တယ်ခဏမေ့ထားဆိုတော့ကျွန်တော်ပြောတာ လုံးဝမေးမလိုက်လို့ပြောဟုတ်တယ်ခင်ဗျားတို့အကယ်၍အာဒီဆိုးကလည်းအရင်ဆိုးကလိုပဲနေမှာပါအရင်ဆိုးကလည်းဒီလိုပဲပြောခဲ့တာပဲပြီးတော့လည်းဒုံရင်ဒုံရင်ပါပဲဆိုပြီးတော့ဒီလိုတွေးလိုက်ရင်တကယ်ကြံခဲ့မှာခင်ဗျားတို့ကိုယ်တိုင်ဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ပြောတာကကဘာမှာဟလာသားပါတော့ကြိုက်တလောက်ဖွံ့ဖြိုးတိုးတက်ကြိုက်တလောက်လုံးဟိုနေလကဘာပေါ်ဒုံမြန်အစီး90တခါလည်းပဲလွတ်နိုင်လွတ်နိုင် လုံးဝခြံထားလို့မရတဲ့စီးပွားရေးတစ်ခုကမွေးမြူရင်းနဲ့စိုက်ပျိုးရေး ဒီမွေးမြူရေးနဲ့စိုက်ပျိုးရေးလုပ်ငန်းဟာကဘာကြီးဘလောက်ခင့်မိခင့်မိဒီအလုံးနှစ်ခုဟာတရားပဲစရတယ်အဲ့ခင့်မိတဲ့ကဘာကြီးကိုလည်းမွေးမြူရေးနဲ့စိုက်ပျိုးရေးရပဲစရတယ်အဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့လက်ရှိအနေထားမှာနိုင်ငံဆိုးရအနေနဲ့မွေးမြူရေးနဲ့စိုက်ပျိုးရေးအတွက်ကိုနော်အာတုံခွန်ဆိုင်ပေါ့နော်လုံနေတဲ့အချိန်မှာတချို့ဟိုတောသူတောင်သားတွေကဟုတ်ပါသူတို့ဒေတာမငိမ့်ညမ်းတာဘာကြောင့်လို့ဆိုဖြစ်တယ်ဆိုရင်တော့ထားတော့ဒါပေမဲ့ငိမ့်ညမ်းနေတဲ့နေရာမှာကိုသူတို့ရဲ့လေတွေရောင်းနေ၊ယာတွေရောင်းနေပြီးလို့ရှိရင်ဘာလုပ်လဲဆိုတော့ အဲ့ဒီလေဒီယာကြီးကရတဲ့ရောင်းလို့ရတဲ့ပတ်စံနေနဲ့သူတို့သားသမီးတွေကိုနိုင်ငံခြားပို့တယ်။ဟိုနိုင်ငံခြားရောက်တဲ့ခါကျတော့လေသူတို့သားသမီးတွေဟိုမှာမွေးမြူရေးစိုက်ပျိုးရေးပဲသွားလုပ်ရပြန်။ဆိုတော့အဲ့ဒါကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဒီဘက်မှာစိုက်ပျိုးရေးနဲ့မွေးမြူရေးအတွက်နိုင်ငံတော်အစိုးရကလှုပ်ဆောင်ပေးနေရတယ်အများကြီးရှိတယ်။အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအနေနဲ့ယုံကြည်စိတ်ချစွာပေါ့နော်ဒီစိုက်ပျိုးရေးနဲ့မွေးမြူရေးတွေကိုလှုပ်စေခြင်း။ဟိုရခိုင်ရခိုင်အစိုးရတွေရောဒီလိုမျိုးမပေးဘူးလားဒီလိုမျိုးအခွင့်အရေးတွေမပေးဘူးလားပေးတယ် ပြီးတယ်ဆိုရင်ကျွန်တော်ကအရင်ရင်အစိုးရတွေနဲ့လက်ရှိအစိုးရနဲ့မတူလို့ပြောချင်တယ်လက်ရှိအစိုးရဟာပြည်သူလူထုကိုအရင်ရင်အစိုးရတွေထက်ပိုပြီးတော့ကောင်းအောင် လုပ်ပြနိုင်မှုလို့လို့လုပ်လဲလုပ်ပြနေတယ်ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာကဒီဟလာဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ရှိနိုင်ငံတော်အင်ဆောင်အစိုးရအနေနဲ့ကသူ့အနေနဲ့ဂျင်းတဲ့ချက်ထဲမှာအများကြီးရှိတယ်အဲ့တစ်ဖက်မှာတိုင်းပြည်မတည်ငြိမ်အောင်လုပ်နေတဲ့အုပ်စုတွေရှိတယ်နောက်ပြီးတော့အကြမ်းဖက်နေတဲ့အုပ်စုတွေရှိတယ် တော့ဒီအုပ်စုတွေကိုလည်းတစ်ဖက်မှာဟာလာပြောရလို့ရှိရင်ဟိုတွန်းလှန်ရတယ်ဟိုဟိုတိုက်ခိုက်နေရတာတွေရှိတယ်လို့ဒီဘက်မှာရှိတယ်ဟာလာဟိုကိုပေးကြောင်းမလို့စသည်အဖြစ်ပေါ့နော်ကြံတဲ့အရာရာအကြောင်းအကြောင်းကြောင့်စီးပွားရေးကျနေတဲ့အတိုင်းပြည်ကိုလည်းပြန်ပြီးဆွဲတင်နေရတယ်ရှိတယ်ဒါကြောင့်မို့သူ့အနေနဲ့အလုပ်တွေကိုလိန်ပြီးလုပ်လို့မရအောင်တကယ်လုံးမရတကယ်လုံးမအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာပါလဲဆိုတော့ပြည်လူလူအနေနဲ့ဒီမွေးမြူရေးတို့စိုက်ပျိုးရေးတို့ကဏ္ဍတွေမှာအစိုးရရဲ့အခုဟာလာဂရီပေးထားတာတွေအတိုင်း လုံဆောင်ကြဖို့ကျွန်တော်တို့ကဒီလိုတိုက်တွန်းခြင်းနေဗျမှန်တယ်တချို့ဒေသတွေမှာစိုက်ဗန်တို့ဘာလို့ဟာလာပြည်သူလူထုကိုဟိုမှာစပါးစိုက်တောင်သူကို အမတော်ကြီးထားပါတော့တေကကိုနှစ်သိန်းချီးတယ်ဆိုရင်အဲစိုက်ဗန်မှာသွားထုတ်လိုက်ရင်သူတို့အနေနဲ့တသိန်းခွဲလောက်ပဲရဟိုအဖြက်ဒီအဖြက်ဟိုအဖြက်ဒီအဖြက်နဲ့အဲစိုက်ဗန်မန်နေဂျာဟာလာဖြတ်သွားတာရှိရတယ်ဒီလိုမျိုးပြောတယ်အဲ့တော့ဒါတွေကိုလည်းကျွန်တော်ပြောမှာဒီအစိုးရအရင်အစိုးရလို့မဟုတ်ခင်ဗျားတို့တိုင်မှာတိုင်ရင်တော့အေးယူတယ် မတိုင်တော့မသိဘူးပေါ့ဗျာကျွန်တော်တို့တိုင်ရင်တော့အေးယူဒါပေမဲ့အေးယူတာတွေဘယ်မှာအေးယူတာပြုလို့လည်းမပြောနဲ့တချို့ကိစ္စတွေအေးယူတာတွေက line မတင်ပြီးတော့ဟိုအကုန်လုံးသတင်းတွေက line မတင်ပြောလို့ရတဲ့သတင်းတွေမဟုတ်ဘူးဗျာနော်တချို့ကိစ္စတွေကလည်းပြောရရင်ချက်ချင်းအေးယူလို့ရတာမဟုတ်ဘူးသူတို့အနေနဲ့လည်းစစ်ဆေးတာတွေမေးမြန်းတာတွေဒါတွေလောက်ရသေးတယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်လူရဲ့အခွင့်အရေးကိုလည်းထည့်သွင်းစဉ်းစားရတာရှိသေးတယ်ဒါကြောင့်မို့ဒီဆိုရလက်ထက်မှာခင်ဗျားတို့ဘယ်နေရာမှာလားဘယ်ဝန်ထမ်းအမဲဖြစ်ဖြစ်ဘယ်လိုအနာပိုင်အဖွဲ့အစည်းရပဲဖြစ်ဖြစ် ခင်ဗျားတို့မတရားလုပ်တယ်ဆိုရင်တိုင်ပါလို့ကျွန်တော်ဒီလိုပြောခြင်းတယ်เนาะဒီလိုပြောခြင်းတယ်အဲ့တော့သူ့အနေနဲ့အများကြီးတချို့ဟာတွေအရေးယူလိုက်တာတွေရှိပါတယ်เนาะအရေးယူလိုက်တာရှိပါတယ်ပြီးခဲ့တဲ့ကြာပိုင်းကဆိုရင်ကျွန်တော်တို့ကြားတာစကိုင်းမှမထင်နေဗျရဲမှုအပါဝင်ထင်နေတော်တော်များများဖြုတ်ပြီးထောက်ချလိုက်တာတွေရှိတယ်ချက်ချင်းတောင်ဖြစ်လာဘူးဗျာသူတို့ရဲ့ဟာလာပြောရရင်တန်တဲ့အကျိုးကိုလည်းခံစားဝင်ရှိသေးတာဗောဒါတွေလည်းရှိသေးချက်ချင်း ဘဲကောင်အိတ်ကွာဖြုတ်ကောင်မတိုင်တာတက်နေဘဲကောင်ဖြုတ်အားတစ်ခါထောင်နေထဲကွာနေ့90တန်းချကွာဒီလိုလုပ်လို့တော့မရဘူးလीကျွန်တော်ပြောချင်တာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ပြောချင်တာဘာလဲဆိုတော့အဓိကအဖြစ်တိုင်းပြည်ဟာဟလာရှေ့ကိုသွားနေတာဖြစ်တယ်ရှေ့ကိုသွားနေတာဖြစ်တဲ့အတွက်ပြည်သူလူထုတွေအနေနဲ့ဒီတိုင်းပြည်သွားနေတဲ့အရွေးကိုမြင်အောင်လိုက်ဖို့လိုတယ်လို့ဟလာပြောရအဝေးမပြောဘူးလက်ရှိအနေထားမှာပဲကျွန်တော်တို့ရန်ကုန်မန္တလေးရထားရည်နဲ့ပတ်သက်ပြီးတော့တကယ့်ကို positive response တွေအများကြီးရတယ်အပေါင်းလက္ခဏာဆောင်တဲ့တုံ့ပြန်မှုတွေအများကြီးရတယ် ဒါပေမဲ့ကျွန်တော်အမြဲပြောသလိုပေါ့ဟိုကျွန်တော်တို့သတင်းသမားတွေညံ့ဟိုအားနေတယ်ဆိုတာဒီပြည်သူလူထုရဲ့ဟလာဒီအခုလက်ရှိပြေးနေတဲ့ဟိုင်းဝေးရထားကြီးတွေဒါတွေပေါ်မှာဟိုပြောရရင်တကယ့်ကိုကြိုဆိုတဲ့ဟလာဒီတုံ့ပြန်ချက်တွေကို ကျွန်တော်တို့အားလုံးသိအောင်မဖော်ပြနိုင်ဘူးဒါကျွန်တော်တို့ညံ့တယ်လို့ပြောဟလာအဲ့တော့ကျွန်တော်တို့အဓိကနောက်တစ်ခုကပါလဲဆိုတော့ဒီရထားတို့ပါတို့များများစီးမှသာနိုင်ငံတော်များများမြတ်မယ်